တမျက်စွာဗျာเนาะစိတ်နှလုံးမှာဒီပြောရင်တဲ့ဇာတ်တွေကမဆန့်တော့လို့နှုတ်တော်ကနေသိမ်းကြလာတဲ့ဇာတ်မျိုးကိုဥဒန်းဇာတ်ခေါ်အဲ့ဒီဥဒန်းကလည်းပဲသူကအဲ့ဒီပဏ္ဏကတတ္တဟမှာစိတ်ထဲကနေကျူးရင်တဲ့ဥဒန်းရှိတယ်နှုတ်တော်ကနေမြွက်ပြီးတော့ကျူးရင်တဲ့ဥဒန်းရှိတယ်အဲ့ဒါဘုရားဘာသာဝင်တွေ စင်တို့တို့တွေဘာတွေကိုယ်ဝယ်တဲ့အခါမှာဘုရားအနေအလားတင်တယ်ဆိုတော့ဘုန်းတော်ကြီးတွေပြင့်ပြီးတော့ရုပ်ဖတ်ပူဇော်ကြတာနိုင်ယူကြတာရှိအဲ့ဒီတဲကအနေကဇာတိတန်တာအစချီတဲ့နှစ်ကတာမြတ်စွာဘုရားစိတ်တော်တွေကကျူးရင်တဲ့ဥဒန်းနဲ့အလုံးမှလေးနဲ့တယ်အနေကဇာတိတန်တာတန်တာဝိတ္တအနိဗိတံဂဟကာရကဝေတံတော်ဒုက္ခဇာတိပုဏ္ဏပုဏ္ဏအကြံမြင်လေးရှင်းပြမယ်ဒုက္ခဇာတိပုဏ္ဏပုဏ္ဏ ဘဝတွေထပ်ထပ်ဖြစ်နေရတာဆင်းရဲတယ်အတိတ်ပဲအဲ့ဒီစကလုံးလေးကိုတော့ဘုန်းကြီးကစွဲသေးတယ်ဒုက္ခဇာတိပုဏ္ဏပုဏ္ဏလောက်တာရအောင်လောက်တာနော်ဒုက္ခဇာတိပုဏ္ဏပုဏ္ဏပရိစိတ်ဓာတ်တွေဘာတွေဝါဒနာပိုင်းအဲ့ဒါဆင်းခြင်းပြီးတော့အဲ့ဒါစိတ်အလုံးကိုဘုန်းကြီးကတော့ကုသိုလ်တွေရမယ်လို့ထင်ဒုက္ခဇာတိပုဏ္ဏ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 ဖမန်ထပ်ထပ်ဇာတိဖြစ်ရခြင်းဒီဒုက္ခဆင်းရဲတခါတခါဖြစ်နေဆင်းရဲဆင်းရဲပဲဖြစ်နေတယ် အဲ့ဒါလိုနားလေတဲ့အတွက်ကြောင့်ဒီဆင်းရဲတဲ့ဘဝဟာဘာကြောင့်ဖြစ်တာလဲလို့ဘဝဖန်တီးတဲ့အရာဘဝဖြစ်စေတတ်တဲ့ဘဝရဲ့အကြောင်းတရားကိုမြတ်စွာဘုရားအလောင်းတော်ကတသံတရားလုံးရှာခဲ့တယ်တွေးကိုမတွေးဘူးသိကိုမသိဘူးအဲ့ဒီဒုက္ခဘာကြောင့်ဖြစ်တယ်လဲဘဝဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုရှာတာမတွေ့မချင်းအဲ့ဒီဒုက္ခဘဝတွေဟာထပ်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 မရေမတွက်နိုင်အောင်တကယ်ကိုအသင်ချေအနန္တအများကြီးဖြစ်တယ် အဲ့ဒါကိုအနေကဇာတိတန်တရာအနေကနဧကတခုမဟုတ်အများကြီးလို့ပြောတာဒါဒီစကားလေးကိုသေချာစဉ်းစားဘဝဘာကြောင့်ဖြစ်တယ်လဲဆိုတော့ဘဝဖြစ်ခြင်းရဲ့အကြောင်းတရားကိုမသိသေးသမျှဘဝတွေထပ်ထပ်ပြီးတော့ဖြစ်ရလိမ့်မယ်အဲ့ဒါကိုပြောတာနော်ဘဝထပ်ပြီးတော့ဖြစ်ရတာဆင်းရဲတယ်လို့သိတဲ့အတွက်ကြောင့်ဘဝဖြစ်ခြင်းရဲ့ဘဝဘာလို့ဖြစ်နေတာရောလို့ဘဝဖြစ်ခြင်းရဲ့အကြောင်းတရားကိုစူးစမ်းရှာဖွေတာ तू မသိသေးဘူးမသိသေးသမျှတန်တရာထဲမှာကျင်လည်ရတယ် အဲ့ပထမကတာလေးအဲ့ဒါကိုပြောတာစိတ်ထဲတင်ကျူးရင်းတဲ့ဥဒံအနေကဇာတိတန်တာတန်တာဝိတအနိဗ္ဗိတဂဟကာရကဝေတန်တော်ဒုက္ခဇာတိပုဏ္ဏပုဏ္ဏနောက်ဒုတိယကတာပါပြောဆိုဂဟကာရကဒိဋ္ဌောတိပုဏ္ဏဂေဟနာဂာတိတဗ္ဗတိဖတုကဘကဂဟကုတဝိသင်ခတဝိသင်ခါရကတံစိတ်တံတန်တာနခယမိစေကဂဟကာရကဒိဋ္ဌောတိဟောတမယူတဉ္ဇံကိုရပြီဆိုတော့ဒီခန္ဓာဒီဟူသောအေ ဘဝတည်းဟူသောအိမ်အမျိုးမျိုးကိုတိဆောက်တဲ့အကြောင်းတရားကိုငါမြင်ပြီးသိပြီးတွေ့ပြီးဘယ်လိုလုံးဆိုတော့လောဘနဲ့